နေပြီလားရအောင်ခွဲစီပင်မဲ့ပြီပေါ့တော့နည်းနည်းဘာဖြစ်တော့ပင်မဲ့တော့ခဏအနားယူပေါ့တော့ကျွန်တော်တို့ရက်လို့မရဟုတ်တယ်မလားဟုတ်တယ်မလားဟုတ်လားဟုတ်လားဟုတ်လား Yeah အဲ့လို energy ဖြစ်နေရမှာဗျာနော်အာဆိုတော့ကျွန်တော်ပထမဦးဆုံးဘာပြောချင်လဲဆိုအားလုံး appreciate လုပ်ချင်တယ်လေးနဲ့ကြော်ဗျာကျွန်တော်ဆိုတဲ့ဒီလား၃ခေါက်ရှိပြီ right အားလုံးလည်းဘယ်နှခေါက်ရှိလဲချို့ဆိုရင်အများကြီးရှိနေပြီဆိုတော့ဘယ်လောက်ထိကျွန်တော်တို့မြန်မာနိုင်ငံသားတွေဘယ်လောက်ထိ committed လောက်ထားလဲ dedicated လောက်ထားလဲဆိုတော့ကျွန်တော် resilience ကဘယ်လောက်တရှိလဲဆိုတော့ဒါဒါတသိပဲမကြည့်ဒီကလူတွေကြည့်အကုန်လုံးဘာမှမပြောရမပြောပဲစိတ်ထဲမှာအကုန်လုံးငါတို့ရအောင်ငါတို့နိုင်ငံလွတ်လပ်မှုအတွက်ငါတို့နိုင်ငံဒီမိုကရေစီရဖို့အတွက်ငါတို့တွေစူးစမ်းနေရဆိုတဲ့စိတ်တွေအကုန်လုံးထဲမှာခနဲ့ဖြစ်နေအကုန်လုံးကအပေါ်ရင်တော့မသိတာတော့မစိတ်ထဲမှာအကုန်လုံးကစီးလုံးမှုဆိုတဲ့အားတွေကိုကျွန်တော်မြင်နေရတယ်ပေါ့နော်အဲအကြောင်းဒီကလူတွေအားလုံးတကယ် appreciate လုပ်တယ် ဒီအလူတွေဒီလိုမျိုးကျွန်တော်တို့စီးလုံးမှုနဲ့ဆိုရင်ကျွန်တော်တို့လိုချင်တဲ့ပန်းနာရမဝေးတော့ဘူးခုနကအန်ဒီဘယူတီပြောသားလိုပဲကျွန်တော်တို့တွေကဒီ quantity ကိုကြည့်လို့မရ quality ကိုကြည့်ရမယ်ဘာကြောင့်လဲဆိုကျွန်တော် green ကိုသွားတဲ့အချိန်မှာကျွန်တော်တို့လိုချင်တာပါလေပြောင်းလဲမှု right အဲ့တော့အဲ့ပြောင်းလဲမှုကိုကျွန်တော်မြင်နေရပြီဒါတစိတ်တစ်ပိုင်းပြောင်းလဲမှုကိုကျွန်တော်တို့တွေကနည်းတယ်လို့ထင်နေပြီပဲဒါမှမဟုတ်ကျွန်တော်ဘာမှမရှိတဲ့0ကနေစတဲ့အချိန်တွေတခုမှာကျွန်တော်တစိတ်တစ်ပိုင်းအောင်မြင်လာတယ် ညာကင်တော့အဲ့40 50အောင်မြင်လာရဆိုရင်ဒါကြီးကအမှန်တမ်းပြောရင်တော့တေချာကြည့်မှမြင်နိုင်တာပုံမှန်လူတွေကတော့ဟိုလုံးဝ100%အောင်မြင်သွားတဲ့ချိန်ကျမှအဖြူမဲသေးခွဲတော့မှအောင်မြင်တယ်လို့ထင်တာတကယ်တမ်းတေချာလေးစိတ်ဝင်စားကြည့်ကြည့်မယ်ဆိုရင်မြင်မြင်လေးကိုလည်းသွားကြည့်လို့ရပါတယ်ဒါ green ဆိုလည်းသွားလို့ရတယ်ပေါ့နော်ကျွန်တော်တော့သွားသွားလို့ရတယ်ဆိုတော့အားလုံးလည်းသွားလို့ရမယ်ဒီမှာဆိုတော့သွားလို့ရတဲ့လူသွားကြည့်ပါတကယ်တေချာလေးလာခြင်းနဲ့တေချာလေးလာဘူးတကယ်တော့ ကျွန်တော်ပြောနေတာစကားကြီးပဲမဟုတ်ဘူးเนาะကျွန်တော်ကိုနိုင်ကလက်တွေ့သွားခဲ့လို့ခံစားခဲ့ရလို့ကျွန်တော်ဒီပြောင်းလဲမှုမြင်ခဲ့ရလို့ကျွန်တော်အောင်မြင်နေပြီလို့ပြောတာအဲအန်ဒီဘူတီခုနပြောရတဲ့အတိုင်းပဲကျွန်တော်တကယ်ကိုပညာရေးကျမ်းမာရေးကျွန်တော်တို့ရဲ့ကျွန်တော်တို့ချစ်ရတဲ့စစ်သားတွေဆိုတာမျိုးတင်မဟာဒီစစ်သားငါတို့ကာကွယ်ပေးနေချစ်လိုက်တာကွာဒါငါတို့စစ်သားကွာဆိုတာမျိုးအဲ့လိုစစ်သားတွေတွေ့နေရပြီကျွန်တော်တို့ right အခု PDF ကြီးကြီးလဲကျွန်တော်တို့ ဂုံရရတဲ့စစ်သားတွေကျွန်တော်တို့ပြည်သူတွေကိုကာကွယ်နေတဲ့စစ်သားတွေကျွန်တော်တွေ့နေရတာဒါကျွန်တော်တို့အောင်မြင်မှုပဲကျွန်တော်ဒါမျိုးလိုချင်တာဟုတ်တယ်မလားပြီးတော့မြန်မာပြည်သူတွေကျွန်တော်တို့ကျွန်တော်တို့အားလုံးစီးလုံးမှုတွေကဘယ်လောက်ထိဟိုကျွန်တော်တို့ character တွေကဘယ်လောက်ထိပေါ်လာလဲဆိုတော့လူတစ်ယောက်ရဲ့ character ကခဲနေတဲ့အချိန်ကြောင့်မပေါ်တာပုံမှန်တာမန်အချိန်မှာကျွန်တော်တွေအားလုံးကဒီတိုင်းပဲတိတ်မထူးချောင်းနင်းလင်းကံနဲ့တိတ်မထူးချောင်းဒါမဲ့အခက်ခဲဖြစ်လာတဲ့အချိန်အားလုံးဒုက္ခရောက်နေတဲ့အချိန်ကျွန်တော်အခုပြည်သူတွေ ုက္ခရောက်နေတဲ့ချိန်ဘုံနေကြဲခံရတယ်ထွက်ပြေးနေရအဲ့လိုအချိန်မှာမင်းကဘာလဲငါဘာလဲဆိုတာဒီချိန်မှာအကောင်းဆုံးပြလို့ရတဲ့အချိန်ပဲဒါကကျွန်တော်